အာစနယ်နဲ့လန်ဒါဘီပွဲစဉ်အပြီးဖြစ်မိတဲ့ချဲစီဖန်တယောက်ရဲ့စိတ်ခံစားချက်မင်္ဂလာပါဗျကိုခန့်ချဲစီဖန်ပေ့ချ်ကနေအပြောင်းအညောင်များအလုံးကိုကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါအဲကျွန်တော်နဲ့ထပ်တူညီတဲ့စိတ်ခံစားချက်မျိုးချဲစီဖန်ညီကိုမှတော်တော်များများရှိမယ်လို့ထင်တယ်ဒီပွဲစဉ်မှာတေကျသွားခဲ့ဆိုပေမဲ့ကျွန်တော်ကနိုင်တယ်လို့ပဲသတ်မှတ်တယ်အာစနယ်လိုအသင်းမျိုးကို၁၀ယောက်၁၁ယောက်ကစားရတယ်ဆိုတာဘာလို့မလွယ်ဘူး ကျွန်တော်ချယ်ဆီနဲ့ပတ်သက်ရင်အားမလို့အားမရအမြင်ဖြစ်တယ်ဒီနေ့ပွဲမှာလည်းအားမလို့အားမရဖြစ်တယ်ဆိုပေမဲ့ Moises Sky ဆိုတယောက်တည်းကိုပဲအားမလို့အားမရဖြစ်တာကျန်တဲ့ကစားသမားတွေဘာမှအပြစ်ပြောစရာမရှိခဲ့ဘူးကျွန်တော်တို့ကောင်းတယ် Austin လက်ရှိချိန်မှာ Bayern Munich ကိုဂိုးပြတ်နိုင်ထားတဲ့အသင်း EB ရဲ့ Title Racing ရဲ့ထိတ်ဆုံးမှရပ်တည်နေတဲ့အသင်းခံစစ်စုဖွဲ့မှုဒီလောက်ကြစ်လက်တဲ့အသင်းတစ်သင်းကစားသမားကောင်းတွေပြန်လည်ပါဝင်လာပြီး ီဘရီယယ်မာဂိုင်းစ်နဲ့ဆလီဘမပါဘူးဆိုရင်လည်းအာစတန်ရဲ့လူစည်းစုဖွဲ့မှုယူအားလုံးသိမယ်လို့ထင်တယ်။အဲ့လိုအသေးမျိုးကိုစောစည်းစွာတယောက်ထုတ်ခံခဲ့ရပါလျက်နဲ့ကိုကအရင်ဂိုးသွင်းပြီးတော့တေရလက်ရောက်သွားနိုင်ခဲ့တာကျွန်တော်ကတော့ရန်သဘောကြတယ်။စိတ်ထဲမှာကျေနပ်နေတယ်ဗျာ။ဒီလိုပုံစံမျိုးလေးနောက်ပွဲစဉ်တွေဆက်ဖြစ်ဖို့အတွက်ကျွန်တော်ကြိုတင်ရင်ခုန်နေပြီ။အဲ့ဘရို easy တေကြသွားပြီမယ်။စိတ်ထဲမှာလုံးဝစိတ်လွတ်လပ်လို့ဝမ်းတာဂုံယူလို့ရတယ်ဗျာလက်ရှိ ကဘာမှာအကောင်းဆုံးအသင်းကိုကျွန်တော်တို့တယောက်ယောက်အချိန်နဲ့ရတယ်တည်ကြတဲ့အတွက်ကြောင့်အစိတ်ခံစားချက်ထည့်လို့ရတယ်ဆိုတော့ဒီပုံစံတိုင်းလေးနောက်လာမယ့်ပွဲစဉ်တွေကိုဆက်သွားဖို့အတွက်ကျွန်တော်မျှော်လင့်တယ်အန်ဒူမာရက်စ်ကဒီတော့တွင်မှာဘာကြောင့်မြန်ချယ်ဆီကိုဒီလိုစိတ်ဓာတ်မျိုးဖြစ်အောင်ရိုက်သွင်းပေးသွားတယ်လေကျွန်တော်အံ့ဩတယ်လက်ဖျားခါတယ်ကောင်းရင်ကောင်းတယ်ဆိုရင်ဆိုတယ်ကျွန်တော်တို့ချီးကျူးမှာပဲအဲ့တော့အခုအန်ဒူမာရက်စ်ကနှစ်ပွဲရှိပြီကျွန်တော်တို့ချီးကျူးရမယ်တကယ်ဒီဘဲအတွက်ကျွန်တော်လက်ခုပ်တီးတယ်ချယ်ဆီစိတ်ဓာတ်ဆိုတာအဲ့ဒါပဲ bro ကျွန်တော်တို့ Chelsea ပြိုင်သက်တွေဖြစ်ခဲ့တယ်ဆိုတာဘလုံးသမားတွေကိုကြိုက်လို့ဖြစ်ခဲ့တာမဟုတ်ဘူးအဲ့လိုအနိုင်မခံအရှုံးမပေးစိတ်တယ်မျိုးနဲ့တီးမယ်ဖြုတ်မယ်ဆိုပြီးတော့ကစားခဲ့တဲ့စိတ်ဓာတ်ကိုကြိုက်ခဲ့တဲ့အတွက်ကြောင့် Chelsea ပြိုင်သက်တွေဖြစ်ခဲ့တာ Barcelona ပွဲတွေမှာလည်းအဲ့လိုမျိုးတရေမရေစီးသလိုကစားသွားတယ်နီးပြောပိုင်းကပြောမယ်ဆိုရင်တော့ aggressive high press play ပဲဘောလုံးမရှိတဲ့အချိန်မှာဘောလုံးကိုချက်ချင်းပြန်ရယူဖို့အတွက်တိုက်ပတ်အတင်နောက်ခံကစားသမားတွေပဲဖြစ်ဖြစ်ကွင်းလေကစားသမားတွေဖြစ်ဖြစ်အာယုံထွေပြသွားပြီးတော့ဘောလုံးကို ပေးဖို့နေရာမရှိရအောင်ကို pressing ပေးသွားတယ်ကျွန်တော်တို့က high press လို့ပြောလိုက်ရလွယ်တယ်တကယ်တမ်းအဲ့ဒီ high press မှာလိုက်ပါစီးမျောမဲ့ကစားသမားတွေဒီဘလောက်ထိကြိုးစားအားထုတ်မှုပြုရလဲဆိုတာဘရုမျက်မြင်ပဲဘလောက်ထိအသေးပေါက်မတက်ကစားရလဲ patronato အရန်မိုက်တယ်ကိုယ်လည်းမှာ reach chain ဘာမှအပြစ်ပြောစရာမလိုဘူးချလိုပါကိုယ်တမ Robert Sanchez ကုကူရေယာ Melo Gusto အဲ့တို့ကြောင့်ဒီပွဲစဉ်ကမနိုင်ဘူးဆိုရင်မဲ့ချက်စီးတို့ကခမ်းနားခဲ့တဲ့တရေပွဲတစ်ပွဲလို့ပဲပြောရမှာပါ ဆိုတော့ဒီစိတ်တပိုင်းကိုပြန်လဲတွတ်သွင်းပေးတဲ့အန်လိုမာရက်စ်ကအကြောင်းနဲ့ပြန်ဆက်မယ်အဲ့တော့အဓိကဘောလုံးပွဲတစ်ပွဲမှာကျွန်တော်လဲအမြဲတမ်းအပေါအောင်ပြောခဲ့ပြီးပြီစိတ်တက်သည်အရင်ခံတယ်စိတ်တက်သည်အခြေခံတယ်စိတ်တက်ကောင်းပုံမှာရှေ့ကိုဆက်လို့ရမှာဆိုတော့ဒီလိုပွဲမျိုးမှာဒီလိုစိတ်တက်မျိုးနဲ့ကစားခဲ့တယ်ဆိုရင်ချယ်ဆီကစားသမားတွေဒီနောက်လာမယ့်ပွဲစဉ်တွေမှာလဲအဲ့လိုစိတ်တက်ကတောက်လျှောက်ကြီးစိုးပြီးကစားသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗျအခုချယ်ဆီကစားသွားတဲ့ဆွဲဆောင်ရေးပိုင်းကတည်ရည်ဆိုရင်ပို့တည်တည်သွားထင်လို့မရအောင်တော့ တူတူနဲ့နဲ့ကစားနိုင်တယ်ကျွန်တော်တို့ short ွက်ပြီးမှန်းထားတဲ့အခြေအနေတစ်ခုထက်ကို Chelsea ကပိုရောက်သွားနိုင်တယ်ကျွန်တော်တို့ရာသီမစခင်တုန်းက Liverpool Arsenal ရဲ့နောက်မှာ Chelsea ကအနေထားတစ်ခုနဲ့ပဲရက်တည်မယ်လို့ထင်ခဲ့ပူတယ်အခုချိန်မှာတယောက်ယောက်အခြေအနေမျိုးကနေ Man City နဲ့ Arsenal ကစားသွားတဲ့ပွဲစဉ်နဲ့တောင်မတူဘူး Man City နဲ့ Arsenal ပွဲစဉ်ကိုကြည့်ခဲ့တဲ့ညီကိုတွေကတော့သိလိမ့်မယ် Man City ဒီ Arsenal စီကတရေတမက်ရဖို့အတွက်အဓိကခံစစ်ကိုပဲကြိုးစားပြီးတော့ကစားသွားခဲ့တာ ဒီပွဲစဉ်မှာ Chelsea ကတော့တယောက်ယောသီတန်အောင်အနိုင်ရရှိဖို့အတွက်စ조사အားထုတ်နေတဲ့စိတ်သက်လေးတွေကိုမြင်ရတာကတကယ့်ကိုချစ်ဖို့ကောင်းတဲ့အားရစရာမြင်ကွင်းပဲဗျအဲ့တကြောင်နောက်လာမဲ့ပွဲတွေမှာ Chelsea အနေနဲ့အခုလိုစိတ်သက်လေးကိုဆက်ပြီးတော့ထိန်းချောင်းသွားဖို့အတွက်ပေါ့နော်စွဲကင်သွားဖို့အတွက်တော့ကျွန်တော်မျှော်လင့်နေကစားသမားတဦးတယောက်ချင်းစီနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်တချို့ပလေယာတွေအနေနဲ့မန်တယ်ပိုင်းလေးပေါ့နော်လူအချက်နည်းနည်းရှိတယ် Moises Skyes တို့ဟိုပဲအဓိကပြောရမှာပေါ့လေရန်ကောင်းတဲ့ကစားသမားလက်ရှိချိန်မှာလဲစွမ်းဆောင်ရင်ပိုင်းအမြင့်ဆုံးအမှန်ဆုံးအကောင်းဆုံးကစားသမားသို့တော် mentality ပိုင်းကမလို့ရင်မလုံနဲ့ဒီထက်ပိုပြီးတော့သူ mature ဖြစ်ဖို့လိုတယ်ကျွန်တော်ပြောပြမီကယ်မီရီနိုလိုလို့လှုပ်လိုက်တာလက်ခံတယ်ခြေတော့အပိုင်းပြတ်သွားအောင်ချိုးအောင်ချိုးရင်ချိုးပလိုက်လိုရင်ပြောရအောင်လက်ခံတယ် မလို့ရင်တော့လှုပ်เสียမလို့ကို့အသေးအတွက်ကြည့်အောင်မယ်အဲ့တော့ तू ကဒီလိုလှုပ်ပြီးသွားတဲ့အချိန်မှာသူ့အမအောင် तू သိတယ်သူ့အမအောင် तू သိတဲ့အတွက်ကြောင့်ပဲ तू နည်းနည်းလေးဖိတ်လိုက်တာဟာ तू ခြေတော်အတကူနာတဲ့ပုံစံနဲ့အဲ့တော့ဒီ VAR ပြစ်ဒဏ်ကျွန်တော်ကအန်တိုနီဒီလာကိုအပြစ်မမြင်ဘူးတခြားစိတ်တဲ့ဘိုင်းနေအကုန်ကောင်းခဲ့ပေမဲ့အဲ့ဒီဖြစ်ရလေတကူကတော့ Moises Sky ဆိုတော့တော်တော်ရုပ်ပေါက်တယ်တကယ်ကောင်းမဲ့ပွဲစဉ်တစ်ပွဲကိုဖျက်ဆီးလိုက်တာပဲဗျဒါတော့နောက်လာမဲ့ပွဲစဉ်တွေမှာကိုင်ရှိရိုအနေနဲ့ တင်ကန်းစာကောင်းကောင်းရဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ပလေယာတွေကိုပြောရမယ်ဆိုရင်အစတီဗောင်းပေါ့နော်ဘာစတရာနဲ့ပွဲစဉ်ကယုံကြည်ချက်မျိုးဘာကြောင့်ပျောက်ဆုံးနေသလဲပေါ့နော်နောက် JP JP ဆိုလဲထိုနီတူပဲ live press နေတာပဲရှိတယ်ယုံကြည်မှုမရှိတဲ့ဘောလုံးပေးပို့မှုတွေနဲ့ပဲအချိန်ကုန်နေတယ်အဲ့တကြောင့်ဒီဘရာဇီးကစားသမားနှစ်ယောက်ဒီတည်ငြိမ်နဲ့စွမ်းဆောင်ရင်ရရှိဖို့လိုအပ်ပါတယ်ရေရှင်မှာလဲတသမှတ်တည်းဖြစ်နေမယ်တသားတည်းဖြစ်နေမယ်စွမ်းဆောင်ရင်မျိုးပြဖို့ လိုအပ်တယ်လို့ကျွန်တော်ထင်တယ်ဗျနောက်ဆုံးဖြစ်ဆက်ဆွေးနွေးကြတာကတော့လူသားဝင်ကစားသမားတွေအဲ့ဒီလူသားဝင်ကစားသမားတွေစီကကျွန်တော်တို့ဘာမှမျှော်လင့်လို့မရအောင်ကနာချိုးဝင်လာတယ်ကနာချိုးကကနာချိုးပုံစံမဲ့ဒီတိုင်းပဲဟိုပြေးပဲပြေးနေတယ်ဗျအတင်းတော့လုံးဝ impact ဖြစ်မဲ့အရာတွေသူမဆောင်ကျင်းပေးနိုင်ဘူးမတည်ယူလာနိုင်ဘူးထုံးနေတူပဲ lian d lab လဲပြင်းပြင်းကြီးနဲ့ပြေးနေတဲ့ပုံစံကြီးကအဆင်မပြေဘူး ဒီလိုပုံစံရေရှည်ဆက်သွားမယ်ဆိုရင်တော့ JP တို့ Lian Dilab တို့က necklace ချက်စင်းနဲ့ဘာထူးလို့လဲလို့ပဲကျွန်တော်ပြောရမှာပါအဲ့တော့ကြောင့်ကိုပါမှာဒံယံပြဿနာပြန်လဲတက်တာလာမှုက Chelsea အသင်းရဲ့တိုက်စစ်ပိုင်းအတွက်အများကြီးမျှော်လင့်စရာဖြစ်တယ် Premier League ပွဲစဉ်14ကိုကြားရတဲ့အချိန်မှာကျွန်တော်တို့ကစားလိုက်မယ်အဲ့ဒီပွဲစဉ်14မှာ Chelsea အနေနဲ့နိုင်ပွဲတွေ ပြန်လဲရရှိဖို့အတွက်တော့ကျွန်တော်လုံးဝမျှော်လင့်နေမှာယုံကြည်နေတယ်ဆိုတဲ့စကားကျွန်တော်သုံးရတယ်လီးစ်ယူနိုက်တက်နဲ့ကစားရမှာပါကျွန်တော်ဒါပြီးသွားရင်အရင်ခက်ခဲတဲ့ပွဲစဉ်တွေကတော့မရှိတော့ဘူးအတ္တလန်တာတို့အေဗာဒန်တို့နဲ့ပဲရှိတော့မယ်ချက်စီနေနဲ့တကယ်ပွဲကျက်တဲ့အချိန်ကာလတွေကိုအကောင်းဆုံးဖြတ်သန်းနိုင်ခဲ့တယ်လို့ပဲပြောရမှာပါကဲအဲ့တော့ကျွန်တော်ညီကိုတွေ fighting အဆင်ပြေတယ်နော်